ခမည်းရဲ့ပုံမှန်အိတ်ခမ်းတွေကနေနှိုးထားရမယ့်အစာအေးဆက်ဆက်ပင်လဲချမ်းမြေမှာနှိုးထားလာတယ်တက်တီအစာကနန်းလက်မကြီးတွေဖြစ်နေပြီခမည်းရဲ့ကိုလုံးနောက်မှာလည်းတေချာပေါက်ကားနဲ့ဆွဲရမယ်ခရုဝန်ကြီးတလုံးကိုဆွဲပြီးလမ်းလျှောက်နေရတယ်ဒီဘဝကပုံမှန်ပစွန်စိတ်ဘဝမဟုတ်ဘူးဗျခမည်းတို့ကဟာမစ်ခရက်ဝင်ကစွလို့ခေါ်တဲ့မျိုးစိတ်ဖြစ်တယ်ခမည်းရဲ့ဘဝတစ်ခုလုံးကခရုကွန်နဲ့ဆက်ဆက်နေတာခမည်းအရွယ်ရလာတာနဲ့အမြအိမ်အဟောင်းကိုဆွတ်ပစ်ပြီးတော့ပူကြီးတဲ့အိမ်အသက်ကိုပြောင်းနေရမှာပါ ဒါပေမဲ့ခမည်းဘွားရဲ့အဆိုးဆုံးကအိမ်မဟုတ်ပါဘူး။အရှိရေးပဲ။ဝင်ကစုအထီးတကောင်အနေနဲ့ခမည်းကမိတ်လိုက်ဖို့အတွက်မားရဲ့စိတ်ကျင်တဲ့မှုကိုရယူရမယ်။ဒီလိုနဲ့ပင်လဲကျမ်းမြင်မှာလှပတဲ့ဝင်ကစုမလေးကိုခမည်းကတွေးလိုက်ပြီ။သူမရဲ့ခီဦးကလည်းတိတ်မကောင်းတော့ဘူး။ခမည်းကတော့မိတ်လိုက်ဖို့ယူရချင်နဲ့ရှင်းကပ်လိုက်တယ်။ I love you ။ဒါပေမဲ့သူကခမည်းကိုဗာပြောလိုက်လေသိလား။ What? မင်းရဲ့အိမ်ကတိတ်ဟောင်းနေပြီ။ဒါငါနေချင်တဲ့ပုံစံမဟုတ်ဘူး။ငါအတွက်ခိုင်ခံပြီ။ပိုပြီးကျဲတဲ့ခီဦးကအစ်စ်ကိုမင်းရှာပေးနိုင်ရင်တော့ ငါမင်းကိုပြန်စင်းစားပေးမယ်လို့ပြောလိုက်တယ်။ဒေရှာနားထောင်ပါခမားရေအရှိရေးအောင်မြင်ဖို့ဆိုရင်ခမားကအင်ရှန်မြေဝယ်ယူရေးပွဲစားဖြစ်ရမယ်။ဒါဆိုခမားဘွားကအခုချိန်ကစားပြီးအမအတွက်တိုက်ခန်းရှာပေးဖို့မွေးဖွားလာသူဖြစ်သွားပြီ။ဒီလိုနဲ့ခမားကပင်လယ်ကျမ်းမြေမှာအိမ်လိုက်ရှာတယ်။ဒီနေရာမှာတိထားရမှာကခယူးကုံကောင်းကောင်းဆိုတာအလွယ်တကူမရနိုင်ဘူး။ခမားလိုပဲမိလိုက်ဖို့အတွက်ခယူးကွန်ရှာနေတဲ့ပြိုင်ဘက်ပဇွန်စိတ်ထီးတွေကိုလည်းလက်အုံးမှုရယူပြီးလူရမယ် ခယူးဘုံတလုံးရလာပြီဆိုရင်လေပဲ့နေလားမုတ်တက်နေလားအရန်လေးနေလားစတာတွေကိုစစ်ဆေးရတယ်။အများတို့ရဲ့အမားကအညိုဇက်ကလေးရှိနေရင်ကိုညင်းမှာပါ။ပြီးတော့ခယူးဘုံကအမားရဲ့ကိုလုံးထက်နည်းနည်းပူကြီးပြီးတော့ကြီးထွားဖို့အတွက်လေနေရာလို့ရှိရမယ်။ဒီလိုနဲ့ခမားကနိုင်ပေါင်းများစွာကြိုးစားပြီးနောက်မှာတော့တောက်ပြောင်ပြီးပြည့်ပြည့်စုံနဲ့ခယူးဘုံအစ်တလုံးကိုတွေ့လိုက်တယ်။ရှက်ရှင်းဆိုသလိုအဲ့ဒါကိုအမားစီယူသွားပြီးရှည်ရေးဆိုလိုက်တယ်။ဝင်းကစွတ်မကလည်းခယူးဘုံအစ်တထဲဝင်ပြီးတော့အိမ်ကတော့ okay ပါတယ်။ မင်းရဲ့ကြိုးပမ်းမှုကိုအတိမတ်ပြုတယ်လို့ပြောပြီးခမားကမိတ်လိုက်ခွင့်ရသွားတယ်။တီထားရမှာကခမားကမိတ်လိုက်ခွင့်ပဲရပြီးအရှိစက်လန်းကတော့မိတ်လိုက်ပြီးတာနဲ့အဆုံးသတ်ပါတယ်။သူမကခမားနဲ့မိတ်လိုက်ပြီးတာနဲ့ခရုကုံအစ်စ်ကိုယူပြီးထွက်သွားတယ်။ဘာလို့လဲဆိုတော့နောက်တခါမျိုးပွားဖို့အတွက်ပိုပြီးခိုင်ခန့်တဲ့ခရုကုံအစ်စ်ခြာပေးနိုင်မယ်။နောက်ထပ်အထီးတစ်ကောင်ကိုရှာအောင်မှမလို့ပါ။ခမားတို့ကအရှိအတွက်အိမ်ဝယ်ပြီးလက်ပလာနဲ့ကြံခဲ့ရတဲ့ယောက်ျားဖြစ်သွားပြီ။ဒီဘဝကနေလွတ်မြောက်ဖို့အတွက်ခမားတို့ဆူတောင်းမိမှာပါ။ဒါပေမဲ့ဆူတောင်းတာမှားသွားပုံရတယ်။ ်ခမရတို့ရဲ့ကံကြမ္မာကဘုံကစုဘဝထက်ပိုပြီးဆိုးရွားတဲ့ပင်လယ်မြေတီဘဝကိုရောက်သွားပါတယ်ဒီလောကမှာယောက်ျားတွေကကိုဝင်ဆောင်ပြီးမိဖွားပေးရတာပါပင်လယ်မြေလောကမှာလိန်ခွဲပြမှုတော်လန်ရေးလောက်ခဲ့တာကြာပါပြီအဖေများနေကိုတစ်နှစ်ပတ်လုံးကျင်းပါတယ်ဒါပေမဲ့ဒါကအဖေများရဲ့ထောင်နှံဖြစ်မှန်းကိုခမရမကြခင်သိပါလိမ့်မယ် မြင့်အမကခမားကိုတွေ့တာနဲ့သူမရဲ့ဥရီအားလုံးကိုခမားရဲ့ဝမ်ပိုက်ကအိတ်ထဲကိုလွှဲပြောင်းပေးလိုက်တယ်ခမားရဲ့ပိုက်ကတော့ပတ်စံအိတ်လိုမျိုးပဲဥရီအပြင်းနဲ့ဖောင်းကားနေပြီဒီလိုနဲ့ရက်ပေါင်း25ရက်လုံးလုံးကိုဝင်ဆောင်တဲ့ဖခင်ကြီးဖြစ်သွားပါပြီဒီလိုကိုဝင်ဆောင်နေတဲ့ရက်တွေကတော့ခမားအတွက် ခက်ခဲကြမ်းတမ်းတဲ့ကာလတွေပါဘိုက်ကလေးလံနေတာကြောင့်ပုံမှန်အတိုင်းအလွယ်တကူကူးခတ်ဖို့မဖြစ်နိုင်တော့ဘူးရေအောက်မှာလမ်းလျှောက်နေရတယ်လို့ပဲအစာရှာရတာလည်းခက်ခဲလာပါတယ်ဒီအချိန်ပင်လယ်မြင့်အမကတော့ပေါ့ပေါ့ပါပါကူးခတ်နေတာပါသူမရဲ့အလုပ်ကပြီးသွားပြီလေ သူမကနောက်ထပ်ဥတွေထဲဖို့အသင့်တော်ဆုံးအထီးတွေကိုပဲဆက်ပြီးရှာဖွေနေပြီခမားကတော့ကိုဝင်ဆောင်ပြီးတာဝန်ကျေတဲ့ခင်ပွန်းကောင်းအဖြစ်ကျန်နေခဲ့ရတာပါကဲရက်ပေါင်း25ရက်ကြာတော့မိဖွားချင်းကိုရောက်ပြီခမားရဲ့နာကျင်မှုတွေနဲ့အတူခမားရဲ့ဝမ်းပိုက်တွေကနေလင်းလင်းမြင်းကလေးတရာကျော်လာပေါ်ထွက်လာတယ်ပင်မမ်းမီမောဟိုက်နေတဲ့ခမားစီကိုပင်လဲမြင်းမကရောက်လာပြီကဲနောက်တစ်ခါမျိုးပွားဖို့အတွက်မင်းရဲ့အိတ်ကိုတန့်စင်ထားလိုက်နော်ငါမကြခင်ဥဥစ်တည်နဲ့ပြန်လာခဲ့မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ် ကဲဒီနေ့အတွက်တော့ဒီလောက်ပါပဲเนาะအဆုံးထိကြည့်ရှုအားပေးကြကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်ကျွန်တော်ကခရစ်ပါ like and subscribe လုပ်ဖို့မမေ့နဲ့ဘူးเนาะ